ါ့။နောက်ခွေးတို့ကတော့အများကြီး nice ဖြစ်တယ်ကိုရင်တူရပဲပေါ့နော်။ဒါပေမဲ့လေးတို့ delivery မှာပဲ feature ဆုံးပြီးတာ။ပြီးတော့ကားရိုက်ကလည်းအခုမှမှစပါဆိုတော့ဒီကတော့နောက်လာမှဝင်မှာပေါ့နော်။အဲ့တော့ရန်တော့ဟိုဘယ်လိုမလဲ character ပုံမှာရန်ပြောရမျိုးတော့မရှိလို့ပဲအခုနဲ့မှာတော့အများကြီး nice ဖြစ်ပါတယ်။အငယ်ကတည်းကအဲ့ဒါဇက်ကိုဘယ်လိုကြာလဲ။ဟောဇက်ဇက်ကတော့ကျွန်တော်တို့စနားတော်တွေက တော်တို့ဒီနေ့ကြားနေကြဆက်ပုံစံမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီဇက်ကိုအများကြီးပြောလို့မရဘူးမဲ့ဒီဇက်ကပြည်သက်တွေတိုက်ကြမဲ့ဇလန်းမျိုးပါဇလန်းမျိုးဆိုတော့ပိုက်မယ်ပြီးတော့ကျွန်တော်တော့မမပွေးရဲ့မောင်နေရနေပြီးတော့ပြုတ်ဆောင်သွားပါမယ်ဒီကတော့ကျွန်တော်ရဲ့ဒီနေ့လည်းအတွေ့ပေါ့နော်ကိုနေတို့ရဲ့ညမနေရပြုတ်ဆောင်သွားတာဖြစ်ပါဟုတ်ကဲ့ဟုတ်ပါမယ်ကျွန်တော်အဓိကကတော့မပွေးနဲ့ကိုနေတို့ရဲ့ ကားတွေကျွန်တော်မကြည့်ရတာကျွန်တော်စနေကြော်ပါတယ်ကျွန်တော်အခုပြန်ပြီးတော့ဟိုကြည့်ရမယ်ဆိုတော့အာဒါကြောင့်မို့လို့လဲကျွန်တော်ဒီကားမှာပါဝင်ဖြစ်တာပေါ့နော်ပြီးတော့ပြီးတော့ writer မင်းဆက်အဲဒီလေးကလည်းရမ်းတော်ပြရဆိုတော့သူနဲ့လည်းအဲလက်တွဲပြီးတော့လုပ်လုပ်ချင်တယ်ပြီးတော့ဒီမော်ရုပ်ရှင်ထုတ်လုပ်ရေးပေါ့လူနေလင်းဦးတို့နဲ့လည်းကျွန်တော်နေရာပြမှာတကယ်ရုံဒီကိုရင်းနေလို့ခင်ရတဲ့အပို့ပေါ့နော်ဆိုတော့ဒီကားကိုကျွန်တော်ကိုယ်တိုင်အဲဝင်ပြီးတော့အဖြစ် ပြီးတော့အကောင်းဆုံးပံ့ပိုးပေးသွားပါမယ်။အာဒီယိုကိုနေနေဦးကလည်းပြောရချင်းကိုမဆက်တဲ့တက်ကလည်းပြောရချင်းမှာဒီကားလေးရရဲ့ဟိုမိုက်တယ်ဒီနေ့တရသဘောကျတယ်အရင်ဆက်ဝင်စားတဲ့ဒီကားလေးပေါ့နော်အဲ့ဒီမှာမှကိုနေတိုးတိုးနဲ့မဖွေးတို့ရဲ့ခက်ပတ်ကားလေးဆိုတော့ဒီကဘာဘာလို့မပါမှာလဲပေါ့နော်ဘာလို့ကာရိုက်တာလေးကိုဟိုရိုက်ရဲရမှာလဲဆိုပြီးအဲ့နဲ့လက်ခံတာပါကာရိုက်တာရဲ့ကတော့အရင်တော့ဟို ီးတော့ပြောလို့လည်းမရဘူး။ကိုလေးတို့နဲ့တောင်မှခုနကပြန်လာ။ပန်ပန်ဇပန်တို့ဆိုလည်းဒီငွေတွေကြီးရဲ့ချိန်ခဲ့တယ်ပေါ့နော်။ဟိုးဘီဘီကလပလာကြောင့်များကလေးအကျက်ခဲ့တာလေ။မောက်ခွေးဆိုလို့ရှိတယ်ယူရိုငွေတွေကဟိုအရင်လဲချစ်ဆရာကောင်းတဲ့အိုက်တင်တဲ့အရင်ကောင်းတယ်ပြီးတော့ သူပုံစံလည်းရမ်းလိုက်တယ်ဆိုတော့နှစ်ယောက်စလုံးရဲ့ပေါ့နော်ဒီဒီကားတွေအကယ်ဒမီကားတွေပြောဘူးမှခမက်လာမဲ့ကားဆိုတော့ဒီကားလေးမှာပါဝင်ချင်တယ်အားဖြစ်ချင်တယ်နောက်ပြီးတော့ဟိုဒီကားလေးအမှတ်တရမှာလည်းဒီဆိုတဲ့နာမည်လေးလည်းကြိုက်ခဲ့ချင်တယ်ပေါ့နော်အဲအတွက်ကြောင့်လည်းဖြစ်တာဟုတ်ကဲ့ဟုတ်ကဲ့ဖြစ်ဖြစ်ပါတယ်မကွေးနဲ့ကြာကျွန်တော်စုံမှုတယ် ကိုနေတိုးလဲကျွန်တော်ဇလန်းတို့လေးတခုရိုက်ဘူးတယ်အဲအဲ့တော့တော့သိပြီမရင်းနေဘူးပေါ့နော်ဒီကားလေးမှာလည်းဟိုကိုနေတိုးကတော့အရင်နဲ့စကားနဲ့ရတော့အရင်ကတော့ကျွန်တော်တို့ဟိုပြောရလို့မရှိတယ်မဲ့ကျွန်တော်တို့အများကြီးချိုးဆိုပါတယ်တွေ့ရနေတယ်ဟိုကျွန်တော်တို့တွေ့တွေ့ခံစားရတယ်ပေါ့နော်မကွေးရတော့ကျွန်တော်ရှေ့မှာစိမ့်ရင်တွေကနဲ့ကျွန်တော်ကြုံခဲ့ပြီးွားပြီမကွေးအကြောင်းလည်းကျွန်တော်အများကြီးသိပါတယ်ပေါ့နော်အဲ့ကားမှာဒီလုံမှာဘယ်လိုလုံလဲဆိုတာအစားကျွန်တော်သိထားရတဲ့အတွက်အခုဒီကားမှာလည်းပြန်လဲဆုံတွေ့ရမယ်ပြီးတော့မကွေးရပေါင်နေရနေပြီးတော့ ဟိုရုပ်ဆောင်သွားမယ်ပြီးတော့မနေ့ကမပွေးနဲ့လဲကျွန်တော်တို့ delivery တွေလုပ်ကြရတယ်ကိုယ်နေလို့လည်းပါတယ်ပေါ့နော် delivery တွေလုပ်ပြီးသွားဆိုမပွေးလုပ်ချင်တာအဲကျွန်တော်တို့နေရာလေးတွေပြပုံစံချင်းနေတဲ့ဟာလေး item တစ်ခု change မယ်ဆိုတဲ့ဟာလေးပြောဖြစ်ပါအာနောက်ပွေးတော့အများကြီး nice ဖြစ်တယ်ကိုယ်နေသူရောပဲပေါ့နော်ဒါပေမဲ့လေတို့ delivery မှာပဲ feature ဆုံးပြီးတာပြီးတော့ကားရိုက်ကလည်းအခုမှမှစပါဆိုတော့ဒီကတော့နောက်လာမှဝင်ပါမယ် ဲ့တော့ရန်တော့ဟိုပြောမလဲဒီ character ပုံမှာရန်ပြောရမျိုးတော့မရှိလိမ့်မယ်အကုန်းထဲမှာတော့အများကြီးဆိုတာအငငါကြည့်အဲ့တော့အရန်ပြောရဲပေါ့နော်အရန်လည်းကျေးဇူးတင်ရပါတယ်ကုလင်းလေးဦးကိုကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ဟိုကိုမဆက်တော့ဘူးပြောရဲပေါ့နော်ဒီပါတဲ့အခန်းလေးမှာတော့အများကြီးတော့ကျဆိုင်ရမယ်နော်တဲ့ရှော့လို့တော့ဖြစ်ဘူးဆိုပြီးလည်းပြောပါတယ်ဆိုတော့ဟာဒီကားလေးကအရန်ကိုအမှတ်တရနဲ့ဘီအမ်ဟိုကရက်စက်ကကောက်ထလာတဲ့ကားလေးမှာကိုကြောက်ပေါ့နော်ရောက်သွားပြီဖြစ်စေချင်အဲ့ကြောင့်အများကြီးလည်းကျဆိုင်ပါမယ်လို့ပြော အဲ့လိုတော့မဟုတ်ပါဘူးဖန်ကဲလေးပါအဲ့လိုလေအဲ့ရရှိတူရရမယ်ဆိုရဲအဲ့တော့မရှိပါဘူးသူကသူတို့ရဲ့ idol ကိုဘာပဲလို့လို့ချစ်နေတဲ့ပုံစံမျိုးပါပဲဘာပဲလို့လို့သူတို့စိတ်ဆိုးတာတော့မချစ်နေတယ်သူတို့အိယာထားတာမချစ်တာအဲ့လိုမျိုးပေါ့နော်သူတို့ဖြစ်တည်မှုကိုချစ်တာပေါ့နော်သူတို့လည်းတူတူဒန်းလူလို့နေချင်တာမျိုးမဟုတ်ဘူးနော်သူတို့ဖြစ်တည်မှုကိုချစ်တဲ့ပုံစံမျိုးကိုချစ်ပါတယ်ဒီကတော့အဲ့လိုပါအဲဒုနေကျွန်တော်เนี่ยတော့ဒါဟိုပြောရမယ်ပြည်သက်လည်း မင်းလေးကြားပုံစံဆိုတာတက်ကျွန်တော်တို့ဇာကားမှာကြာတော့ပြီးပြီးတော့ဟိုဘယ်လိုပြောမလဲအတွေ့လေးပေါ့နော်အပြင်မှာအတွေ့လေးရဲ့ဖြစ်တယ်ဇာကားမှာအတွေ့လေးဆိုပြန်တယ်ဇာကားမှာလည်းကျွန်တော်ကာရိုက်တာတစ်မျိုးလေးနဲ့အတွေ့လေးပေါ့ဆိုတော့အဲ့လိုမျိုးဖြစ်အောင်လည်းကြိုးစားသွားမယ်ကျွန်တော်ဒီရဲ့ချာလီဂျီဆိုတာဇာကားရဲ့ဇက်ကောက်တစ်ခုအနေနဲ့ကျွန်တော်တို့လေးတွေအနေနဲ့ပေါင်းဝင်ပြီးတော့ ိုတွေ့ဆောင်သွားဖို့ပြင်ဆင်ထားပါတယ်ဟုတ်ဟုတ်ဒီကားလေးမှာဆိုရှင်ကွန်မက်ဆက်တင်ရှင်လေးပေါ့နော်သူ့ရဲ့ကားတွေကအရန်မိုက်တယ်သူ့ရဲ့ရိုက်ချက်တွေလည်းအရန်မိုက်တယ်ပြီးတော့ဒီအကယ်ဒမီအကိုမတွေပြီးတော့မဆာလေးတို့ပြမောင်းဝင်တပြေထုံးတို့ကိုစားပြီးတော့အကုန်လုံးပေါ့နော်ဟာဘယ်လိုလဲအာအပြင်းနဲ့လာမဲ့ကားလေးတကားဆိုတော့ဒီကားလေးကအချိန်ကြီးတက်တယ်ဆိုလည်းရတယ်အရန်မိုက်တဲ့ကြောင့်မို့ဒီကတော့ဒီပတ်သက်မရောမဲတေးခင်ပါဘူးအရန်ကိုခုန်နေတာလေခလာလို့ရှယ်မယ်အားပေးချက်လို့ပြောချင်တယ် Okay, warte, wow, das ist mal Mike. Okay.